ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဝလူနရိုးကြီးပေါ့နော်ဝလူနရိုးကြီးမှာဖြစ်နေတဲ့ကိစ္စတွေပေါ့နော်ဒီ gas pipeline တွေကျွန်တော်လာမေးတယ်အော်လာမေးတော့ကျွန်တော်ကဒီအကြောင်းအရာတွေကိုသိတယ်နော်တိုင်းမူရလည်းနိုင်ငံတော်အဆင့်နဲ့အဲ နော်သူလည်းခီးပေါ်ခီးသွားနေတာပေါ့နော်ခီးသွားနေကျွန်တော်တက်မတော်မှာဟွာလေးရှိတာပေါ့နော်အဲ့တော့သူလည်းတက်နိုင်တော့စီစဉ်ပေးတယ်စီစဉ်ပေးတယ်ဆိုတော့ဒီနှထိုးကြီးကိစ္စကကျွန်တော်တို့တွေအော်တာကိုတိုင်းမှုတွေလည်းသိတယ်အကစရမှုတွေလည်းသိတယ်ပြီးရင်ဒါကိုကျွန်တော်အရင်ပြောမယ်အရင်ပြောပေးမယ်နော် ပြီးလို့ရှိလို့ရှိရင်တမ်လောကဝေဥစည်းချုပ်တို့ဒူးချုပ်တို့လည်းတိလောက်တယ်ဗျဒါပေမဲ့တခုရှိတာဒီအရက်ဘက်ပေါ့နော်ဒီနေမြေကန်နေနထိုးကြီးတို့တောင်သားတို့တောင်သားမဆိုထူးအောင်ဗျပြီးသူစီပြီးသူစီဆိုတာဒီဟာမတိတာယူမှုပေါ့မဇာကြီးရဲ့ဟောအောက်ကပဲပေါ့နော်မဇာကြီးတို့ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့တဲ့ပြီးသူစီဖြစ်မယ်ပေါ့နော်အဲထူးအောင်ဆိုတာငယ်သေးတယ်ဒါတောင်သားနော်တရင်တွေက သူတို့ကမတိတာတော့မဟုတ်ဘူးဗျတမရုံကဒီဘက်နောက်ပိုင်းမှာတော်တော်လေးကိုလှုပ်ဝတ်တယ်သူတော်တော်လေးကိုလှုပ်ဝတ်တယ်သူဒီမြေပြင်စစ်စင်ရေးကိုပေါ့နော်တော်တော်လှုပ်ဝတ်ထားတာရှိပုံရတယ်နော်ရှိပုံရတယ်ရှိပုံရတော့ဘာဖြစ်နေလဲဆိုတော့သူတို့ကတော့ဟိုတာမန်ပေါ့နော်အစိုးရလက်အောက်မှာ တိုက်ပွဲဝင်တဲ့လူတွေမဟုတ်ဘူးနောက်တော့ခမားတို့ပြောပြောနေတဲ့ဘယ်နိုင်ငံနဲ့စစ်ဖြစ်လို့လဲတို့ဘယ်နိုင်ငံနဲ့စစ်ဖြစ်လို့ပြည်သူတို့ဘာလို့တာခမားတို့ကတာပြောနေရလေတမတော်ဘယ်နိုင်ငံနဲ့စစ်ဖြစ်လို့လဲတမတော်ကိုသွားပြီးတော့စစ်တိုက်တာဘာတူလဲခမားတို့အဲ့လိုမေးတဲ့မေးခွန်းပိုင်ရှင်တွေကိုကျွန်တော်မေးချင်လို့ပါ တမတော်ကခမားတို့ပြည်သူလူတို့စစ်တိုက်နေလို့လားเนาะကျွန်တော်တခုတော့ပြောထားမယ်အချင်းနဲ့စစ်မှာမတရားဘူးဆိုတာမရှိဘူးเนาะတမတော်ကကွယ်ဦးစည်းချုပ်အပါဝေပြည်သူစစ်နောက်ဆုံးအဆုံးထိရပြည်သူလူတို့ကိုစစ်တိုက်နေတာမဟုတ်ဘူးဒီလိုစစ်ပွဲတွေဖြစ်အောင်ဖန်တီးတာဘာလို့လဲဆိုတာကိုခမားတို့အခြေခံဘောနောအုံနောက်နဲ့ ပိုင်ဆိုင်ပြီးတော့ခမားတို့ကိုကိုကိုမေးမြန်းရမယ်ခမားတို့ကပြောတယ်ဘယ်နိုင်ငံနဲ့စစ်ဖြစ်လို့တမတော်ကြီးရပါဖြစ်တယ်အဲဒါဆိုရင်ခမားတို့မလို့တဲ့ PDF တွေ EAO တွေအကြမ်းမတ်လက်ကန်တောင်းကျမ်းသူတဘုံတွေကခမားတို့လိုးပြီးတော့တိုင်းပြည်ကိုပြန်ပြီးတော့တော်လန်နေတာပေါ့ဟုတ်လားကျွန်တော်ရိုင်းနေမပြောနဲ့ကျွန်တော်ရဲ့ brand အဲ့ဒါပဲကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်အမှန်ကိုပွင့်ပွင့်လင်းလင်းပြောတဲ့ကောင် နော်ကိုကျော်မျိုးမင်းလည်းသူလည်းဆဲလို့မရဘူးဒါနိုင်ငံပိုင်သတင်းမီဒီယာတွေကြော်စိုးလည်းဆဲမရဘူးစလိုက်ပါစုလည်းဆဲမှာမဟုတ်ဘရိုင်းမီဒီယာနောင်တော်လေးလည်းမဆဲဘူးနော်အဲ့တော့ဟိုမဟာပညာကျော်လည်းဆဲမှာမဟုတ်ဘူးနော်ဟိုပိုင်ရဲကိုလည်းဆဲမှာမဟုတ်ဘူးဟိုပြီးတော့မပုတူလည်းဆဲမှာမဟုတ်ဘူးနော်ဘဒုမဆဲမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကျွန်တော် brand နဲ့ကျွန်တော်သွားတာနော် ဲ့တော့ခမားတို့ဟောတက်မတော်ကလိုးပြီးတော့စစ်တိုင်နေလို့လားဖြေကြည့်တက်မတော်သားတွေကဒီလိုပြောမှရမှာဖြစ်တဲ့အတွက်ပြောရခြင်းဖြစ်ပါတယ်နော်တောင်းပန်ပါတယ်နော်ဒါကျွန်တော်ကခက်ချမ်းချမ်းပြောမှရင်ထဲမှာနှလုံးသားထဲမှာဆွဲမှမလို့တက်မတော်ကခမားတို့လိုးပြီးတော့အဲ့ဒီယွာတွေနှထိုးကြီးတို့တောင်းသားတို့မြင်းကြံတို့ဟမ်စကိုင်းတို့ဟုတ်လား မြန်မာနိုင်ငံနေရာအနှံပြားသီးသီးမှာရှိတဲ့နေရာတွေကိုတပ်မတော်သားတွေကစစ်ဆတိုက်တာလားခမတော် PDF တွေနဲ့ EO ချမ်ဘလန်နဲ့ကန်တောင်းချမ်းသူတပုံတွေနဲ့ကစစ်ဆတိုက်တာလားကျွန်တော်မေးကြည့်လို့မေးကြည့်လို့အခုအညာဒေသအလဲပိုင်းမြင်းညံဆိုတဲ့မြို့နထိုးကြီးတို့တောင်သာတို့မှာအခုစစ်ပွဲတွေဖြစ်နေပြီနော်ခမတော်အမြဲတမ်းတက်မတော်ကိုအကောင်းမမြင်ဘူးတက်မတော်ကို ပြဿနာရှာတယ်ခမတို့ဘက်ကပြန်ပြောတော့ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေရလဲလို့ဟမ်အခုခမတို့အိုရင်းကွင်းရွာရဖြစ်စဉ်ဒီဘေးရင်ခမတို့ပြောတယ်ဗာလေလင်ကြီးမှာဘောက်တွေဖွင့်ပြီးတော့မှပုံးနေကြတာလေးမဘောင်းတွေဝင်ပြီးတော့ဘုံးနေကြဲတယ်ဆိုတော့ ဲ့ဒါလေခမတို့ညီပိနဲ့လပိတို့ချီပရိနဲ့အန်ယူဂျီဆိုတဲ့နော်ပြည်ပြေးခွက်ခေါက်ကရောင်းစားငားတွေရောင်းနေရပါပြီတို့နော်လက်နဲ့တွေမိုးဟွာကြလာပါတယ်မလို့ခမတို့အခုဘမလဲဒူဒူဝလက်ချီစားတို့ဘာလို့ကောင်းနေဟမ်ဒါတို့ဘာလို့ရှောက်ပြောနေရလဲလင်းရင်ပေါ်မှာဘောက်ဝင်ပြီးတော့မှဘုံကျဲတယ်ဆိုတော့ဟော အဲ့ဒါဟိုတဲ့သဇင်ဦးကခြေခိုင်းလို့ဟိုတဲ့ကောင်းဆက်မင်း channel ကဟာကျွန်တော်ကသဇင်ဦးတမင်ကို သွားပြီးတော့ပြေးကတ်တယ်လို့ကြော်စိုးလို့ကျွန်တော်တို့ကအဲ့တော့ဒီလောပိုင်သဇင်ဦးဆိုတာတပတ်ကသဇင်ဦးကခြေခိုင်းပေးခိုင်းလောက်ရတယ်လို့မင်းတို့ဘာတွေပြောနေရတော့ခမရိုအုံနောက်ညံရည်ညံသွေးရရှိသေးလားခမရိုအဲ့ဒီဘာလဲအိုက်ကောင်မဘာလို့လဲဆီယာမဆိုတာ तू ကဘာလို့မသေးတာလဲ ခမားတို့အုံနောက်နေနော်ခမားတို့ဒီနိုင်ငံဒီလူမျိုးကိုသွေးခွဲမယ်ဖြည့်ဆည်းမယ်ဆိုတာကကျွန်တော်တို့မဟုတ်ဘူးနော်ဒီတိုင်းပြည်ထဲမှာနေတဲ့ကျွန်တော်တို့မဟုတ်ဘူးခမားတို့တိုင်းတစ်ပါးမှာနေတဲ့နော်အန်ယူဂျီဆိုတဲ့ခမားတို့ပြည်ပြေးခွက်ခေါက်သရောင်းစားစောက်အစိုးရနဲ့ခမားတို့ပြောတဲ့စောက်အစိုးရလို့ပြောလိုက်တာ နော်ချီဆိုရနော်နဲ့အဲ့လိုအလူပြညာသာမှာချစ်သူဝေလို့လင်းနေလို့မင်းမော်ကုန်းလို့အဲ့မှာဘာလို့လဲချမ်းချမ်းတို့နော်အဲ့မှာတေသာဆန်းတို့အများကြီးအများကြီးခင်ဗျားတို့အများကြီးငပေါ့တို့ဗမာလေခင်ဗျားတို့ဟမ်အဲ့ဒီအဖွဲ့တွေကတိုင်းပြည်ကို ပြန်တော်လှန်နေတာအဲ့ဒါကိုခင်ဗျားတို့ကဘူမတိဘာမတိနဲ့ဂျားတွေကနေဝင်ပြီးတော့မှ တိုင်းပြည်ကဘယ်နိုင်ငံနဲ့စစ်ပြည်နေလို့လဲဆိုတော့ခမားတို့ဟောတက်မတော်ကဘလူဝစစ်တိုင်းနေလို့လဲဒီပွဲကခမားတို့စားခဲ့တာမဟုတ်ဘူးလားဟမ်ဘာလဲလင်ကြီးပေါ်မှာစောင်းပေါက်ကြီးနှလုံးဖွင့်ပြီးတော့မှဘုံကျဲတယ်ဟုတ်လားဘယ်နေရာကိုကျဲတာလဲကျဲတဲ့နေရာကျွန်တော်သိတယ်ကျဲတဲ့နေရာကျွန်တော်တို့သိတယ် ចောင်းអូចេះដល់មកខ្ញុំတို့ហ่าចောင်းអូចេះបាទលុပြောលុចောင်းអូចេះដល់មកហូតដល់ជោតរអមណ្ណៃပြောដល់เนาะអဲ့ដល់ខ្ញុំတို့ហ่าខ្ញុំတို့សឡេងណាលីចេះដែរមិនចេះមកចេះដែរចောင်းអូចេះដល់ឡេមកហូអចាំលេណែកតောင်းចាំទូទូបုံឈីដែរនារអូចេះដល់ခမရောခမရောအိုက်ကလေးတွေကိုသွားပြီးတော့မှเนาะ ရှောင်းတွေပတ်ပြီးတော့မှလှုပ်တာသေတဲ့ကလေးတွေကတော့ဘုံမှန်တဲ့ကလေးတွေပြားဆိုတော့လေမပြနိုင်ဘူးဟမ်ဒေနာမှာဆောင်းကြီးပတ်ပြီးတော့အပြူစိမ့်နဲ့သွေးတူတွေလှုပ်ပြီးတော့ငိုတယ်ဘာလို့ကျော်လဲတပြည့်လဲပါအဲအဲ့တော့ဘေးကရည်တဲ့လူကရည်နေတယ်ခမားတို့ကလိန်တာလေခမားတို့ကအောက်တန်းသားတွေကိုတမရောကဘယ်ကိုတိုက်ခိုက်လို့လဲတမရောကလည်းသူ့ဟာသူစကိုင်းလေးတွေထိုင်ပြီးတော့သူ့ဟာသူနိုင်ငံကို ကာကွယ်နေတဲ့အခြေအနေဓာမျိုးလေးဟုတ်လားခမတို့အခုနှထိုးယူစစ်တကတိုက်တာလားခမတို့ PDF အကြမ်းမဲ့လက်နက်ကတောင်းကြတဲ့ကောင်တွေတိုက်တာလားရနေဦးမယ်စူတောင်းဟုတ်လားတောင်းတိုက်အခုတိုက်ဘာလို့လဲသီလားမင်းတို့ PDF တွေကိုတခုတော့ပြောလိုက်မယ်နော်ခုနောင်ချိုးမှာ PDF PDF ပဲရှိတော့တာပလောင်ကမိတဲ့ယုံရှိတယ်မှာ၃၄ယောက် အဲဟိုနားမှာဂိတ်ပွေမိ၃လေးရောက်တချို့ဆိုရင်ပြန်နေတယ်နောက်နောင်ချိုမှာအခုအောင်းအောင်ဆိုတော့ကြက်ဦးနောက်ကြက်ဦးပို့တဲ့ကောင်သူသားဖိုးရှုပ်တို့ဘာလို့လားဟမ်ပြည်သူလူတို့အိမ်မှာရှိတဲ့အိမ်တွေအကုန်ပေါက်ပြီးတော့ခိုးနေတာသခိုးတွေနော်နောင်ချိုကပြန်ရတော့မှနော်စစ်တပ်ကလည်းသိတယ်ဟိုနေ့ကလည်းဖိုက်တာကျဲတယ်နော်ကျဲတယ် PDF က တကယ်ကိုတိုင်းသားလက်နဲ့ခိုင်တောင်းကျမ်းသူတပုံရဲ့စတေးခံဘဝဖြစ်သွားတာပီဒီအက်ကပြန်လို့သူ့မှာနေစရာမရှိတော့တာအခုနောင်ချိုမျိုးထဲမှာ DNA တွေကရှိအောင်မရှိတော့ဘူးမရှိတော့ဘူးအရင်တော့အယောက်တရာရှိရင်အခု၁၀ယောက်ပဲရှိတော့တယ်မနေတော့ဘူးနောင်ဘိုးဘမှာစောပြေသနာကြီးကျယ်ပြန့်နေပြီနောင်ပီဒီအက်နဲ့ DNA နေနဲ့နောင်ဘာမှ ငါတို့ကသတင်းအမှန်ကိုပြောတာသတင်းကိုလိန်ကြံဟန်ဆောင်ပြီးတော့ရှောက်ပြောတာတွေမဟုတ်ဘူးเนาะအဲ့တော့ငါတို့ဒဇင်ဦးကကျဲခိုင်းလို့တဲ့ဗာအိုထိန်ခွင်းဟိုတဲ့အမှန်ငါတို့ကတဲ့ဟိုဟိုဘဲကဖာသမားတွေမေးလို့တဲ့တရားစွဲလို့လည်းမသိဘူးအော်စစ်တပ်ကိုပြေးကတ်တာတို့ဟာဒဇင်ဦးအသက်က25နှစ်လောက်ပဲရှိသေးတာ စောဘုံရတက်မလို့တိုင်းဝိုင်းပေါက်ွားတဲ့ကောင်ဘယ်သူမှပြေးကပ်စရာမလိုကိုးဆောက်ကြောင်းကိုရှင်းလို့ပဲရတယ်နော်အဲ့တော့မင်းတို့နှစ်ထိုးကြီးတို့ပါတို့စစ်တက်ကစင်းဤပြူဟာတခုတော့ရှိတယ်ဗျာသိလား तू ကကောင်းကောင်းလေးဇက်နောင်လှုပ်တယ်အောက်မှာလည်းစစ်သားတွေမင်းတို့မတိုက်နိုင်ဘူးလားမင်းတို့မပြင်စင်သားဘူးလားဒါတွေမင်းတို့သိတယ်မဟုတ်ဘူးလားတိုက်ရမယ် နောက်ဆုံးစင်းဤရောက်ကြတယ်မှာဟုံးတာနော်ဟုံးလဲဟုံးအောင်ခွေးတွေဝတ်တွေတေးတာအခုကျွန်တော်မလွဲတော်ကဘက်ကိစ္စအော်ရတာအခုအလောင်း150လောက်ရှိတယ်တက်မတော်ရတာကျွန်တော်အော်ပြီးနေ့ရက်မှာစတိုက်တာမယုံယုံဘူးဆိုရင်ကိုတန်းစိုးနိုင်မသေးသေးဘူးသွားမေးလိုက်ဖုန်းဆက်ပြီးတော့နော်ကိုစိုးဘုန်းကြီးရဲ့ကျေးဇူးအထူးတင်ပါတယ်တဲ့ဒီလိုအော်မှလည်းတည်တာလေ မအောင်အောက်ကလည်းလိမ့်နေတယ်။ကာချုပ်ကိုလည်းလိမ့်နေ၊ဒူးချုပ်ကိုလည်းလိမ့်နေ။ညှိကိုကြီးလည်းလိမ့်နေ၊ကာဆတ်တော်မူကိုလည်းလိမ့်နေ။နော်။ကျွန်တော်တို့ကတစင်းမီတစင်းသွားရမယ်။နော်။အဲ့တော့နှရိုးကြီးပြဿနာကိစ္စတိတ်တော်မစိုးရင်နဲ့တမတော်ကဝုံးလိမ့်မယ်။နော်။ဝုံးလိမ့်မယ်။ကျမ်းမသေးအသေးဆုံးနဲ့ကာလနာတိုက်ပြီးသိလိမ့်မယ်အဲ့ကောင်ကြီး။နော်။သိလိမ့်မယ်သူတို့အခုပြောနေတာ။ပန်းနှရိုးကြီးစိုးအောင်လို့ အာဒီမှာဒီနေ့တော့ဒရင်တခုတော့သူကတော့အဒီမပြုတ်နိုင်ပါဘူးတဲ့နော်ပို့ထားတာဒါတော့ဟိုဘောတော့ဒါသူပေးတဲ့ဒရင်ပုံမှာပဲကျွန်တော်ကပြောတာပါတော်နေဟိုဒရင်တော့လည်းဟိုလိုကြီးမားလို့မကောင်းဘူးဗျာအလုံးစုံမားသွားလဲဆိုရင်အဲကျွန်တော်ဖတ်ပြမယ်ပေါ့နော်သူတို့ပေးတဲ့ဒရင် မြင်းကြံခရိုင်တွေအတွေ့ရှိတဲ့ PDF များတဲ့နေရာဆောင်တိုက်ပွဲပေါ်ဆောင်တယ်တဲ့နော်ကိုဘုံကများတဲ့15ရက်5လ2035ရက်နေ့နနက်ခမ်းရနနက်ခင်းပိုင်းရတဲ့စီမီကုံ ရေကင်းစကန်းကိုတဲ့လာရောက်တိုက်ခိုက်တဲ့အဖွဲက0ပျောက်ကြားတက်ကြီးလို့သိရပြီးခွေးပရက်ကောင်တက်ကြီးပါတေတဲ့ထိပါတယ်လို့တော့ကြားရတယ်တဲ့ဒါပေမဲ့အတီးမပြူနိုင်သေးပါဘူးတဲ့ ဆက်လက်ဆောင်ဆန်းနေပါတယ်တဲ့တင်းစီရမိတဲ့ကြီးတွေထဲမှာတဲ့0.5 0.6 2025ခုနှစ်ထုတ်ကြီးတန်းတွေပါတယ်တဲ့ဒီကောင်တွေခဲရန်ထောက်ပံ့မှုကတအားကောင်းနေတယ်တဲ့ဒီကောင်တွေတော်တော်အထိနာသွားတော့တဲ့နောက်တစ်ချိန်အတွက်ထပ်မံကြိုးစားပြီးစီမီကုံစကမ်းမာကအင်အားကိုတဲ့သူတို့သိနေတယ်တဲ့အဲ့ဟုတ်လားတိုက်လိုက်မယ်တဲ့၁၆ရက်၅လ2025ရဲ့နေ့ ဝတ်လူရဲစင်းစကန်းကိုဝင်တိုက်တာလိန်ရင်ဘုံဖြူဟာလက်နဲ့ကြီးပြစ်ကူတွေကြောင်းနဲ့ပရက်တွေတဲ့အလောင်းအပုံထက်လိုက်တဲ့တေတယ်တော်တော်ထိနာတယ်တဲ့နော်အားကြောင့်မလို့သူတို့ကဒီဒီခုတိုက်ပွဲတွေဟောဖြစ်တာပေါ့ဗျာဒါပေမဲ့တဲ့ PDF တွေကအသေးကဝင်လုံးနေတာတဲ့စကန်းစီးတွေဒီရောက်နေတယ်တဲ့၈နှစ်လောက်အချိန်ဒီဆက်သွယ်ပြီးတဲ့နောက်ပိုင်းအချိန်ဒီဘာဆက် ဖြစ်တယ်တော့မသိရပါဘူးတဲ့၁၆ရက်နေ့၈နာရီကျော်လောက်ကမြင်းညံအနောက်မြောက်ဘက်ရှိပတ်တာအနောက်ရွာစာတင်ကျောင်းထဲမှာမြင်းအနောက်ဘက်ကန်းကဆက်လီများဖြင့်ကူးလာသော PDF အင်အား150ကျော်ခန့်ရောက်ရှိနေသည်ကိုတဲ့တရင်ရချင်း viewer တို့တရင်ပေးလိုက်ရ viewer ကအနှိတ်ကျေးရွာပြည်သူစစ်အဖွဲ့တို့အကြောင်းကြားပြီးတော့မှာတဲ့ နော်81နဲ့ပြည့်ပြတ်ရှင်းနေနေတာကိုသိရတယ်တဲ့နော်ဒါဒါဒါမြင်းညံပေါ်တော့ဒါကျွန်တော်ပြောပြကျွန်တော်ပြောပြမယ့်နှထိုးကြီးတို့ကျွန်တော်អော်ခဲ့တယ်ကျွန်တော်တို့ကဘလိုင်းတော့လိုက်ပြီးတော့ပြောနေတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ပြောတဲ့တရားအခုမလွဲတောင်းဒါဆိုရင်ကာကြိုကြီးလည်းသိရင်သိမယ်ဒူးချုပ်ကြီးလည်းသိနေမယ်ညစ်ခုကြီးလည်းသိနေမယ်ဟာဇော်ဘုန်းကြီးပြောတာတကယ်ဟုတ်တယ်ဟာအာအခု အလောင်း150လောက်ရနေပြီမလွဲတောင်ဘက်ချမ်းမှာပင်လယ်ရွာတွေမှာ တိုက်ပွဲဖြစ်တာမယိုရင်ပုံမြင်လို့မဲ့ public area မှာသူများလို့နာမည်ကျော်ခြင်းလို့ကြွားခြင်းဝါခြင်းလို့ငါဘလို့ပါလို့ကျွန်တော်တို့အဲ့လောက်တွေမလုပ်ဘူးဗျ။တော့ကျွန်တော်တို့ကတိုင်းပြည်တွေလုပ်ပေးတာ။နောက်တစ်ခုကမြင်းညာတောင်သာကြားကားတဲ့ရွာတွေက PDF ရွာတွေပါတဲ့။တင်းတဲ့တပ်ပြီးရွာတွေပြန်ဝင်နေတာပါတဲ့။တမန်ကြီး ဖတ်တော်ဖျားလာကြားမတင်တဲ့ဆင်းတွေပါတဲ့မနေ့ကကောင်းကံတော်ရွာမှာအင်းအားရာကနဲစုဖွဲ့တွေတဲ့အထိုင်းစကန်းကတနက်ပင်ရွာပါတဲ့ချောက်တွေကုန်းတွေများပါတယ်တဲ့ဈေးမာကြီးထိန်ကန်ထန်းပေါက်ကုန်းတော်ကံတော်ရွာကြာပို့ရွာမင်းကျိုရွာဆိုရတဲ့ အကန်နဲ့မြင်းရံကားလမ်းမဘေးကရွာတွေအထိလှုပ်ရှားနေတယ်တဲ့ကားလမ်းမဘေးကရွာတွေအထိနေခင်းဘက်မှာလဲပြစ်တက်လာပါတယ်တဲ့ရွာတွေကိုစစ်တက်လာရင်ရှောင်ဟိုင်းထားပါတယ်တဲ့နော်စာရေးတာရောသွားတယ်တဲ့ကုဘုံနဲ့ PDF ကြက်စားတဲ့ရွာတွေကပကံကြောင်ဦးနဲ့မြင်းကြံကားလမ်းမဘေးကကြာပို့ရွာနဲ့ မင်းကြိုရွာပါတဲ့စင်ပြူရွာကရွာလူကြီးကိုလေးလပိုင်းတွေကကြာပို့ရွာကာလန်ဘေးကစားတော့ဆိုင်အထိလာတက်သွားတာပါတဲ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ကအောက်ကနေပေးတယ်ပေးလို့မလုပ်ရင်တော့អော်ရတယ်ဘာလို့អော်ရလဲအထက်ကလူကြီးတွေမသိဘူးလေဗျာလိန်နေလားညာနေလားမသိဘူး အခုလာဘကတိုင်မွေးဘုချုပ်ချုပ်ကိုထားလိုက်နော်အမထားပါဘုချုပ်ပဲထားပါဘုချုပ်သိန်းနှုန်းတင်လို့သူတို့ကတော့တိလုံပေးမှာပေါ့မတိပဲနဲ့နေနေတဲ့ຢာတော့အခုဖြစ်လာပြီလေဟောဒီကောင်ဇော်ဘုန်းကြီးတိုင်းပေါ်ကနေတောင်းဝန်မြောက်ဟောလားအဲ့တောင်းဝန်မြောက်ဟောလားလားအခုနှစ်တော်ကြီးဇော်ဘုန်းကြီးဘလောက်ဟောတာလဲမဖြစ်ခင်ဘယ်နေရာမှာဟောတာလဲဟမ်ငါကိုရှိငါရှိကို ်အခု96ရွာရဲ့တောင်ဘက်ကအင်ဂျင်တောင်လောက်ရှိတယ် KNUPD ကမီးရှို့သွားပြီလေရွာလုံးကျရှို့သွားတာလေပြောပေးမယ်ဘီကဲအဲ့ဒီတရင်နေရမှားလားဟမ်မြေပြင်မှာလက်တွေ့ခံစားလိုက်ရပြီလေအဲ့ဒါမှားလားအဲ့တော့တော့ ကျွန်တော်တို့ဒီခမရတို့အတွက်မိတ်ဆွေစီမိတ်ဆွေမှန်နေပါเนาะ